ရှေ့ရဖို့တော့ IDCLC ဒီကောင်းပြီးပြီးတော့အဲလုပ်ထားရဲ့ check point လာမဲ့ check point မှာလဲဒီ October November check point မှာလဲပြင်မဲ့ပြင်လိုက်ရှိပါရဲ့ရှင်ဟုတ်အဲ scholarship ရဖို့တော့ဒီကနေပါအဲ့ဒီဒီကြီးလာရင်ဒီဖြစ်ချင်တာတော့အဲ့လို architect ဖြစ်ချင်တယ်ပေါ့ဟဲ့ခုအချိန်ရလို့ဒီ architect ဖြစ်ချင်တယ်ဆိုတော့လုံးဝစဉ်းစားထားရရောမဟုတ်ဘူးကြီးလာလို့ရှိရင်ဒီလိုနည်းပညာပဲလဲ 主要了，工作呢不得不要来抓紧呢，休息一下。休息过了，你不要呃，我不上班了，也不上班了，每天呢尽量来弄上下午了，尽可能的先跑。那今天不回来，还咋办？你们俩的遥控器不在这边？是不是我碰见咱这老师？ ်ဘာလူကြိုက်များတဲ့ CI ဆိုတော့ cooking နဲ့လည်းရောင်းချပြီးလို့အာဒီလိုနည်းလေးတဲ့ကြည့်နေရတာတော့ဟုတ်အားကြောင့်ဒီရိုက်ခဲရလဲလက်ကြာပြီးတွေလက်ခဲရတာကုကြည့်ရိုက်ခဲရန်ကုန်မှာဆိုလို့ရှိရင်တရှိစီမှာဆိုတော့ခိုင်းမလေးမှာဆိုရင်နှစ်ဆိုင်ဖြစ်ထားရပါရှင့်ဒါအပူပူပါရှင့်မနစ်သားဆိုရင်မနေနဲ့ရိုက်ခဲတယ် ိုက်ရောလည်းတမျိုးပြောရတယ်ဒီခါဒီဒီပြောက်ထဲရိုက်ရောလည်းပြောပြတော့မှာခုပွဲတက်တော့လည်းအဲ့လိုခုပါပဲပြောပြရပါရှင့်တင်ပွဲဆက်တာဂျူနီယာရဲ့ဒါကိုအကောင်တော့တော့တော့လုံးဆောင်တယ်စားလည်းတစ်ဖက်ရှိပြီးတော့ဂျာမန်အလိုပေါ်လီလေးပိတ်တာပေါ့တဲ့မှာလုံးဆောင်လိုက်ရှင့်ရှေ့ရဖို့တတော် IGCSE ဒီကောင်းပြီးတော့အဲ the pie check point လာမယ့် check point မှာလဲ ောက်တိုဘာနိုဝင်ဘာချက်ပိုင်းမှာလည်းပြည်မဲ့စီစဉ်လေးရှိပါအရှင်ဟုတ်အဲစကောလာရှစ်ရဖို့တည်သားနေပါအရှင်ဝတ်တက်တာပဲရှိတယ်။အဲဒီကဟိုလေအပြင်ထဲလောက်တိတ်ထက်တဲ့လူမဟုတ်တော့ဒီကပုံနဲ့မန်လေးလောက်ပဲရှိရပါရှင့်။ဒီကရောကိုစီစဉ်မေကရောမေဖွာကရောမေခွာရတူတူလေးတို့ကရောကိုစီစဉ်လေးရှိပါရှင့်။ဟောဒီဝင်လာတဲ့လူရောလုပ်နေတဲ့ဆက်ဝယ်အောင်လုပ်ပြီးတော့ ွားနဲ့ဝင်နေတဲ့ရှာလာဘရောမြူဇန်နေလာတယ်။ဒီကြီးရဲ့နဲ့လို့ဆက်ဝင်ပြီးတော့ဘာနဲ့မြူရဲ့အလိုဘရောရရင်းပြန်ပြောပါတယ်။အဲဒီလိုမျိုးကလည်းလွယ်လွယ်နဲ့မရအောင်လွယ်လွယ်နဲ့မရအောင်ဆိုတော့အဲမြူရဲ့လည်းကြီးကြီးနဲ့တူတူတဲ့တော့ဒီကြီးလာရင်ဒီချစ်ချင်တာတော့အာကစ်တက်ချစ်ချင်တယ် ဟဲ့ခုချိန်ရလို့မြင်ပြီးအခုထန်းချစ်နေတယ်ဆိုတော့လောကစီစဉ်းစားထားရရောမဟုတ်ဘူးကြည်လို့ချင်ဒီလိုပညာပဲလေနည်းနည်းပွားသွားပြီးလို့ကိုစာနဲ့ပတ်သက်ပြီးတော့လဲသွားချင်တယ်စိတ်ကူးတာသူစိတ်ကူးရနေပြီးတော့အာဒီလိုဘုရားဝင်အဲ့ဒီဘုရားဝင်နဲ့အမင်းနဲ့ပြန်ပြန်လဲဆောက်ရှောက်ပြီးတော့ဒီလိုပြန်နေရှင်ဟုတ်အာဒီရင်ကျိုးကြောင့်ဖေးရဲ့အစ်မရန်ကုန်ထိတာပြီးတော့ဒီလိုပြန်ရတယ်ရဲ့ပြော လာအပီရဲ့ပိတ်သက်တဲ့အားလုံးကိုကြည့်ကြည့်ပါရဲ့ရှင်။အာများများလေးကြည့်လို့အပီရဲ့အားရှင်ဟုတ်ကျေးဇူးပါမင်းလေး။